အားလုံးပဲမင်္ဂလာပါ Insight မြန်မာ Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် drone တွေကိုကောင်တာမရှာလို့တဲ့အပိုင်းကိုသွားလိုက်အောင် အရှိမဆိုရင်ဒီလိုကောင်တာမရှလို့တဲ့အပိုင်းမှာဆိုရင် electronic warfare ဘိုင်းက jamming technology GPS jamming frequency jamming ကိုတော့ကျွန်တော်ရှင်းဝင်လို့ပေးခဲ့ပါတယ်ဆက်ပြီးတော့ကျွန်တော်ဒီ electronic warfare ကိုပဲရှင်းဝင်လို့ပေးရရင်သူ့မှာ high power microwave လို့ခေါ်တဲ့ HPN technology ဆိုတာလည်းရှိပါသေးတယ် HPN ဒီစနစ်ဖြစ်တဲ့ span က x2 တွဲ gigahertz မှာအလုပ်လုပ်ပါတယ်ကျွန်တော်ရှိရသိရတဲ့အတိုင်းပဲ drone တွေက2.4 gigahertz နဲ့5.8 gigahertz မှာများတော့အဖြစ်အလုပ်လုပ်ကြရတယ် span က x2 တွဲ gigahertz မှာအလုပ်လုပ်တယ် frequency မတူဘူးဆိုပေမဲ့ဒုံးတွေပေါ်မှာတက်ရောက်မှုကတော့ရှိနေပါသေးတယ်။ဒါကိုကျွန်တော်အသေးစိတ်ရှင်းလင်းလုပ်ပေးရရင်ဒီ high power microwave HPM ပထမဆုံးအလုပ်လုပ်တဲ့စနစ်က expand radar detection စနစ်ပါ။ဒီ expand ကတင်းငယ်တဲ့ဒီအနှင်းပြန်တန်းနေတဲ့ drone တွေမှာတုံးနေတဲ့ဒီ frequency ရဲ့ wavelength လှိုင်းအလျောက်ကို detect မိနိုင်ပါတယ်။သူ့ရဲ့ wavelength အမျိုးအစားကတော့ short wavelength အမျိုးအစားဖြစ်ပြီးတော့2.5 cm ကနေ3.75 cm ထိရှိပါတယ်။ဆိုတော့ expand radar အနေနဲ့ ဒီ frequency ရဲ့ဝေးလန်းကနေမှတစင်ဒီ drone တွေကိုခြေရခတ်နိုင်ပါတယ်ဒုတိယအဆင့်ကတော့ high power microwave hpn attack ပါသူကတော့ဒီ expand frequency တွေကိုသုံးပြီးတော့ drone တွေကိုဖျက်ချတာ drone တွေကိုပျက်စီးအောင်လုပ်တာပါပျက်စီးအောင်လုပ်တဲ့အပိုင်းမှာဆိုရင် drone ကို jamming လုပ်ရင်တသက်မဟုတ်ပါဘူး expand ကနေဒီအားကောင်းတဲ့ line တွေကိုထုံးလွှင့်ပြီးတော့ drone ရဲ့ဒီ circuit တွေကိုမီးလောင်ကျွမ်းဝအောင်လုပ်တာဒါမှမဟုတ်ရင် drone က circuit တွေကို error တက်အောင်လုပ်လိုက်တာပါပြီးတော့ဒီ hpn အလုပ်လုပ်ပုံက drone သစင်းချင်းစီကိုဖျက်ချတာမျိုးမဟုတ်ဘဲနဲ့ ဒရုန်းတွေအများကြီးကိုဒပိုင်တက်ထဲမှာတက်ကတ်ထားပြီးတော့အကုန်လုံးကိုလည်းဖျက်ချလို့ရပါသေးတယ် ဆက်ပြီးတော့ဒီ drone counter မရှာတဲ့ direct hit ဘိုင်းကိုတွားလိုက်အောင်ယူကရိန်းစစ်မြေပြင်မှာဆိုရင်ယူကရိန်းဘက်က FPV drone တွေကိုတုံးပြီးတော့ဒီရုရှားတွေရဲ့ helicopter ကိုတိုက်ဖို့လုပ်တာပြီးတော့ရုရှားတွေရဲ့ UAV တွေကိုဖျက်ဆီးဖို့လုပ်တဲ့ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ် ုတာရဟိတ်ကတော့လေးစားပါလေးစားရင်လည်းပတ်သက်ရင်ထူကြတာဒီလေးစားတွေကိုပြစ်လွတ်တဲ့ဒီစက်တရားတာဈေးကြီးတယ်ဆိုပေမဲ့ drone တွေကိုလေးစားနဲ့ပြစ်မယ်ဆိုရင်တစ်ခါပြင်း9ဒေါ်လာနဲ့10ဒေါ်လာအထိပဲကျတတ်ပါတယ်နောက်ထပ်တာရဟိတ်ကတော့ nagan drone catcher ပါသူကတော့ဒီလက်ထဲမှာပဲကင်ထားလို့ရတဲ့တနက်ကနေမှ drone ကိုကိုင်ရက်နဲ့လှမ်းပြီးတော့ပြစ်ဖမ်းလိုက်တာပါ လေးခုမြောက်တာရောဟစ်ကတော့ .5 ကြည်စမ်းပါ .5 ကြည်စမ်းကိုကျွန်တော်တို့မီလီမီတာနဲ့တိုင်းမယ်ဆိုရင်စနစ်တရမခွန်မီလီမီတာပါ .5 တနက်ကိုကျွန်တော်တို့မြင်သားအောင်ပြောရမှာစင်တင့်ကားရဲ့ဆုံးလဲအပေါ်မှာတင်ထားတဲ့တနက်က .5 တနက်ပါဒီညမှာ .5 နဲ့ပတ်သက်ပြီးကျွန်တော်အေဇမန်အနေနဲ့ USA ထုံး M2 Pro နဲ့ကိုလေ့လာကြည့်အောင်သူ့ရဲ့ဒီ effective rate ကတော့အများဆုံးမီတာ2000ပါအများဆုံးနေနဲ့ကိုကြည်စမ်းမီတာ6800အထိကိုတွားနိုင်ပါတယ် ဒီနေရာမှာတခုတတိထားမှာတနက်တွေကိုကျွန်တော်မြေပြင်ညီတိုင်းပြစ်မယ်ဆိုရင်တော့မှဝေဝါရနဲ့အမြ gravity ဆွဲရအောင်ကြည်ကြမှာပါအခုဒီလို drone တွေကိုပြစ်တဲ့အခါကျရင် gravity ဆွဲရအောင်စန့်ကျင်ပြီးတော့မိုးပေါ်ထောင်တဲ့အတွက် drone ရှိနေတဲ့အမြင့်ပေပေါ်မူတည်ပြီးတော့ဒီကြည်စံအသည့်ထိရောက်မှုကလည်းနေပါဝနိုင်ပါတယ်ငါးခုမြောက်ဒါလာဟိတ်ကတော့ဘောစေးကြီးကျွန်တော်အလွယ်ပြောရမယ်ဆိုတော့ကိုလုံးကြီးပါရုရှားရဲ့အနေနဲ့ယူကရိန်းနေရာကာမီကာစီ drone တွေကိုကောင်တာမရှာလုပ်တဲ့နေရာမှာဒီကိုလုံးကြီးတနက်တွေကိုလည်းတုံးပါတယ် ကိုလုံးကြီးရဲ့အားသာချက်အနေနဲ့ကတော့တခါပြစ်လိုက်ရင်ဒီကြည်ထဲမှာဘောစိတ်အများကြီးပါတဲ့အတွက် drone ထိဖို့ percentage ပိုများမယ်ဒါပေမဲ့အားနည်းချက်အနေနဲ့ကတော့ rain wave ကနေမြကြည်စမ်းတိကျမှုကလည်းလျော့လာပါတယ် ရဟီရဲ့နောက်ဆုံးတစ်ခုအနေနဲ့ကျွန်တော် share လုပ်ပေးချင်တာကတော့ AK47 ပါယူကရိန်းနေဘက်ကလည်းဒီရုရှားတရဲ့ဒီ drone တွေကိုကောင်တာမရှာလို့ဖို့ AK47 6လက်ကိုစုစည်းပြီးတော့ပစ်ခတ်တဲ့ဖြစ်စဉ်တွေလည်းရှိပါတယ်ဒီညမှာ4.56ကြီးစံကိုသုံးတဲ့ M16 လို့ M4 လို့မသုံးဘဲနဲ့ဒီ7.62ကြီးစံကိုသုံးတဲ့ AK47 ကိုသုံးတဲ့အတွက်အကွာဝေးအားဖြစ်စဉ်ခဝေးဝေးကိုရောက်မယ်တကယ်လို့ drone ကိုထိမယ်ဆိုရင်လည်း4.56ကြီးစံနဲ့7.62ကြီးစံအင်ပက်ပို့ပြီးတော့ကြီးပါတယ် ားနှက်ချက်အနေနဲ့ဒီလို AK47 တွေကိုစုပြီးပြက်တာသူ့ accuracy လို့ခေါ်တဲ့တိကျမှုအပိုင်းမှာတော့မသေးကြပါဘူးဝစ်တီ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 ဘူပရစ်စတီယန်ဘာလဲဘာလဲဒါဆိုရင်ကျွန်တော်တို့ drone တွေကို counter match လုပ်လို့ရတဲ့စနစ်တွေအကြောင်းကိုလည်းသိပြီ။ဆက်ပြီးတော့ကျွန်တော်တို့ဒီမြန်မာຫນွေဥတော်လိုင်းရေးမှာ စကားစားဘက်ကနေတော်လိုင်းဘက်ကဒီ drone တွေကိုအသုံးချတဲ့ဖြစ်စဉ်မျိုးလေ့လာကြည့်လိုက်အောင်၂023အောက်တိုဘာမှာညီနောင်တုံးဖော်ကဥဆောင်ပြီးတော့ဘောင်း27 operation စတယ်နောက်တလား2023နိုဝင်ဘာလမှာကင်ယီပြည်နယ်မှာ operation 14လုံးဆိုပြီးတော့စတင်ခဲ့ပါဒီ operation 14လုံးထဲမှာဆိုရင်ကင်ယီကအဓိကအေးအေးဝေတွေဖြစ်တဲ့ကင်ယီ Army KA ကင်ယီ National Defense Force KNDF ကင်ယီ National People Liberation Front KNPLF ဒီအေးအေးဝေတွေအဓိကအနေနဲ့ဥဆောင်ပါတယ် Operation တစ်လေးလုံးအဓိကစစ်ဆင်ရေးရည်မှန်းချက်ကတော့ကရင်နီပြည်နယ်မြို့တော်ဖြစ်တဲ့လွန်ကောမြို့သိမ်းတိုက်ပွဲဆင်နွှဲဖို့ပါဒီလွန်ကောမြို့သိမ်းတိုက်ပွဲအတွင်းမှာဒရုန်းတွေနဲ့ပတ်သက်ပြီးတော့ထူးခြားဖြစ်စဉ်အနေနဲ့ဆိုရင်စကားဆဘက်ကနေသူတို့ရဲ့ဒရုန်းတွေမှာမီးလောင်ဘုံတွေကိုတုံးပြီးတော့ဒီအရက်သားလူနေအဆောက်အအုံတွေကိုဖျက်ဆီးခဲ့ပါတယ်ဆက်ပြီးတော့ကျွန်တော်ဗီဒီယိုတစ်ခုကို share လုပ်ပေးခြင်းပါတယ်အဲ့ဒါတော့2024 April 24ရက်နေ့က Falcon Ring ကဒီစကားဆရဲ့စခန်းကိုတိုက်ခိုက်နေတဲ့ဗီဒီယိုပါဒီဗီဒီယိုကြည့်ရတဲ့လောက်ဒရုန်းပေါ်က60မမလို့ခမန်းရပါတယ် တိကျမှုပိုင်းမှာတော့အားကောင်းတယ်ဒါပေမဲ့ဒရိုဖုန်းရဲ့ပေးလို့ဆိုင်ကနည်းတဲ့အတွက်ထိရောက်မှုပိုင်းမှာတော့အားနည်းတာကိုလည်းသတိထားမိပါတယ် ပြီးတော့အဲ့ဒီ2024 April အတွင်းမှာပဲစစ်ကောင်စီကဒီတရုတ်ထုတ် CA4 UAV ကိုထုတ်သုံးလာတာတွေကိုတွေ့ရပါတယ်။ဒီတရုတ်ထုတ် CA4 UAV ကိုထုတ်သုံးလာတဲ့ဖြစ်စဉ်တွေကတော့ဖကာဆာရဲ့ဒုတိယဗိုလ်ချုပ်မှုရေးဆိုဝင်ဦးဆောင်တဲ့နိုင်ငံတော်အဆင့်အောင်စရာစစ်ကြောင်းဒီနိုင်ငံတော်အဆင့်အောင်စရာစစ်ကြောင်းကမြောက်ဒီကိုပြန်သိမ်းဖို့ဆိုပြီးတော့ထိုးစစ်ဆင်လာတာပါ။ဒါပေမဲ့လက်တွေ့မြင်ပြမှာတော့ကော်ပိုရာစစ်ကြောင်းဦးဆောင်တဲ့တော်လိုင်းရေးတပ်ဖွဲ့ဝင်တွေရဲ့ခုခံစစ်ကြောင်းဒီနိုင်ငံတော်အဆင့်အောင်စရာစစ်ကြောင်းကလန်သွားခဲ့တယ်။ယခုချိန်မှာဆိုရင်တော့ဒီအောင်စရာစစ်ကြောင်းက တော်လိုင်းတဖွဲ့ဝင်တွေရဲ့ဒီတံပြန်ထိုးစစ်အောက်မှာမရှုမလားနဲ့ခုခံနေရတော့မှာနောက်တော့ဖြစ်စဉ်နေနေကတော့ကော့ဂရိတ်မြို့တွင်းတိုက်ပွဲတွေမှာဆိုရင်လည်းဒီတရုတ်ထုတ် CA4 UAV ကိုထုတ်သုံးလာခဲ့ပါတယ်။2024ဒီဇင်ဘာလဒုတိယပတ်လောက်ကနေစပြီးတော့စစ်ကောင်စီကဒီရုရှားနည်းပညာရှင်တွေအကူအညီကိုယူပြီးတော့ရခိုင်ပြည်နယ်စစ်တွေမျိုးအခြေဆိုင်ဒေတာကုကဲမှုစစ်ဌာနချုပ်ဒါကာစာအတွင်းမှာဆိုရင်ဒီဒါဇင်နဲ့ချီနေတဲ့ကာမီကာဇီဒရုန်းတွေကိုလည်းလေ့ကျင့်ခဲ့တယ်။ပြီးတော့2025ဇန်နဝါရီလ2ရက်နေ့မှာတော့ စစ်ကောင်စီကဒီရခိုင်ပြည်နယ်ကတိုက်ပွဲတွေအတွင်းမှာကာမီကာဇီဒရုန်းတွေကိုထုတ်သုံးနေတယ်ဆိုပြီးတော့အာရခတ်တပ်တော် AA ကလည်းထုတ်ပြန်ကြေညာခဲ့တယ်။အထူးသဖြင့်ဆိုရင်စစ်ကောင်စီကဒီကြောက်ဖြူမျိုးနယ်နဲ့ဒီစစ်သွေးမျိုးနယ်တွေကတိုက်ပွဲတွေအတွင်းမှာဒီကာမီကာဇီဒရုန်းတွေကိုအသုံးပြုလာခဲ့တယ်။ဆက်ပြီးတော့ဒီအာရခတ်တပ်တော် AA ရဲ့ဂွားမျိုးသိန်းတိုက်ပွဲပြီးတော့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နာပါခအန်တိုက်ပွဲတွေမှာဆိုရင်စစ်ကောင်စီကကာမီကာဇီဒရုန်းတွေကိုအသုံးပြုတော့ခုခံခဲ့ပါတယ်။ပြီးတော့အဲ့ဒီ2025ဇန်နဝါရီလအတွင်းမှာပဲရန်ကုန်တိုင်းကမင်္ဂလာတုံမြို့နယ် စစ်ကောင်စီအမှတ်9နှစ်မေဂါလုံ၄တက်စခန်းနဲ့ဒီဆက်ဆက်မြို့နယ်တွေမှာဆိုရင်ဖုန်းလိုက်ပြတ်တောက်မှုတွေလည်းရှိခဲ့ပါတယ်။အဓိကအနေနဲ့ကတော့စစ်ကောင်စီကဒီမေဂါလုံ၄တက်စခန်းရဲ့ပတ်ဝန်းကျင်မှာဂျမားတွေကိုအများပြားချထားတာကြောင့်ဒီမေဂါလုံ၄တက်စခန်းနဲ့ဒီဆက်ဆက်မြို့နယ်တွေဖြစ်တဲ့မင်္ဂလာတုံနဲ့ဒီမြောက်ကလာပါဒီရက်ကွက်၄ခုမှာဆိုရင်ဖုန်းလိုက်ပြတ်တောက်မှုတွေကတိတိတတအောင်ဖြစ်ခဲ့တာပါ။ဆက်ပြီးတော့ဒီ၂၀25မတ်လတရက်နေ့မှာစစ်ကောင်စီကသူတို့ရဲ့ဒီဒရုန်းနည်းပညာတိုးတက်လာမှုကိုဝါရားဖြန့်ဖို့ဆိုပြီးတော့ထုတ်ပြန်လာတဲ့ဗီဒီယိုတစ်ခုကို share လုပ်ပေးခြင်းပါ။အခုဒီပုံကိုကြည့်မယ်ဆိုရင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ဒီတော်လိုင်းတပ်ဖွဲ့ဝင်တွေဒီထိတွေ့မှုတွေဖြစ်လာတဲ့အခါကျရင် drone နဲ့ UAV တွေကိုဒီလိုတဘက်ကကားရင်နဲ့တဲပြီးတော့သူတို့ရဲ့ဒီမြေပြင်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုအလှည့်မြန်စစ်ကူပေးနိုင်တယ်ဆိုတာသိတာပေါ့အခုကျွန်တော်ပြပေးထားတာတကယ်လို့ wireless internet တာမဟုတ်ဘဲနဲ့ jammer တွေဖြစ်နေမယ်ဆိုရင်တော်လိုင်းတပ်ဖွဲ့ဝင်တွေကဒီစစ်ကောင်စီ drone တပ်ဖွဲ့ဝင်တွေရဲ့နေရာကိုသိပြီဆိုရင်တော့မှတော်လိုင်းတပ်ဖွဲ့ဝင်တွေကတာမန် drone ကအသုံးပြုနိုင်သေးတယ်ဆိုရင်စစ်ကောင်စီကဒီ drone တပ်ဖွဲ့ကိုတိုက်ခိုက်ဖို့ကအခက်အခဲရှိနေဦးမှာပါသူတို့ရဲ့ drone တပ်ဖွဲ့တွေမှာဆိုရင် fix wing တွေပါတယ် helicopter drone တွေပါတယ်ပြီးတော့ကင်းထောက် drone တွေလည်းပါပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတုံးတဲ့ဒီ drone ဘုံးပန်းကိုကျွန်တော်ကြည့်မယ်ဆိုရင်သူတို့တုံးထားတာ120မမဖြစ်နိုင်ပါတယ်ပေါက်ကွဲကအရန်ပြင်းတယ်လို့တိကျမှုပိုင်းမှာလည်းအကောင်းတာတိတာပါတယ်စစ်ကောင်စီအနေနဲ့ကသူတို့ရဲ့ဒီမြေပြင်ထိုးစစ်တွေနဲ့ဒီ drone တပ်ဖွဲ့ဝင်တွေဒီဟန်ချက်ချက်ချက်ဒီအလုပ်လုပ်နိုင်မယ်ဆိုရင်နောက်ပိုင်းမှာဒီတော်လိုင်းတပ်ဖွဲ့ဝင်တွေရဲ့ဒီမြို့သိမ်းတိုက်ပွဲတွေမှာအများကြီးခက်ခဲရှိလာနိုင်ပါတယ် ခုကျွန်တော်ဆက်ပြီးတော့2025မတ်လ9ရက်နေ့တော့ကချင်ပြည်နယ်ကဒီဗမော်မြို့သိမ်းတိုက်ပွဲမှာစစ်ကောင်စီရဲ့ဒီ drone တွေအသုံးပြုမှုကိုရှင်းဝင်လုပ်ပေးလိုက်ပါတယ်စစ်ကောင်စီရဲ့ drone တွေကနေဘက်မှာဆိုရင်တိုက်ခိုက်နိုင်စွမ်းကကောင်းနေတယ်လို့ညဘက်မှာဆိုရင်သူတို့ရဲ့ drone မှာ night vision sensor တွေပါလာတာကိုလည်းကျွန်တော်သတိထားမိနိုင်ပါတယ်အစားပိုင်းမှာဆိုရင်တော်လိုင်းတပ်ဖွဲ့ဝင်တွေရဲ့ဒီ drone နီးပညာအောက်မှာပတ်လတ်လန်ခဲ့ရတဲ့စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေကအခုမှဆိုရင်ဒီ drone တွေကိုကြွကြွကျင်ကျင်မောင်းနှင်နိုင်ပြီ drone တွေမှာဆိုရင်ဒရော်ဘုံးတွေဆိုရင်120မမထီကိုချလာနိုင်ပြီး စင်ဆာပိုင်းမှာဆိုရင်လည်း night vision စင်ဆာတွေပါလာတာကိုလည်းကျွန်တော်သတိထားမိနိုင်ပါတယ် ဆက်ပြီးတော့ကျွန်တော်တို့2025မတ်လ12ရက်နေ့တော့မွန်ပြည်နယ်ကြိုက်သူမျိုးနယ်အတွင်းမှာစစ်ကောင်စီရဲ့တီဒရုန်းအုံချမှုဖြစ်စဉ်မျိုးလေ့လာကြည့်လိုက်အောင်တပ်တွင်းဖရဲတီတွေရဲ့တရင်အရာဆိုရင်2025မတ်လဇန်လောက်ကနေစပြီးတော့တရုတ်နိုင်ငံသားနီးပညာရှင်၄ဦးဟာကြိုက်သူမျိုးအခြေဆိုင်အမှတ်200ခွန်ချိမှန်တက်ရင်ပြီးတော့အမှတ်330အမြောက်တက်တို့ရောက်ရှိလာခဲ့ပါတယ်တရုတ်နိုင်ငံသားနီးပညာရှင်၄ဦးကဒီကြိုက်သူအခြေဆိုင်တက်ရင်နေမှာဒရုန်းမောင်းနှင်တာတွေတင်နန်းပေးတာဘုံချိန်နီးတဲဆောင်နီးပြီးတော့ပြင်းမှတ်ရှာဖွေရီကွန်လောက်တာ ပြီးတော့ drone နဲ့တိုက်ခိုက်တဲ့တင်တန်းတွေကိုစစ်ကောင်စီစစ်သားတွေကိုရှင်းဝင်လုပ်ပေးခဲ့ပါဒီကြိုက်ထုတ်အစီစိုက်စကားစတဲ့ရင်းနေမှာဆိုရင် drone ဘုံနေဖြစ်တဲ့60မမပြီးတော့120မမအထိကိုတယ်ဆောင်နိုင်တဲ့ drone 10စီးထက်မနဲ့ရောက်ရှိနေရဆိုပြီးတော့လေတော်လိုင်းတစ်ဖွဲ့ဝင်တွေကတရင်ထုတ်ပြန်ခဲ့ပါတယ်အဲ့ဒီ drone နေထဲမှာဆိုရင်တရုတ်နိုင်ငံထုတ် drone တွေကအများဆုံးပါဝင်ပြီးတော့ drone အမျိုးအစားအနေနဲ့ကတော့ fit ဆိုရင် kamikaze drone ပြီးတော့တရုတ်ထုတ် CH3CA4 ပြီးတော့ Caesar 55 UAV လည်းပါဝင်ပါတယ်ဒီနေရာမှာကျွန်တော် CZ55 UAV ဆိုတာ video ပဲအမျိုးအစားပါ video ပဲဆိုတဲ့အတိုင်းဒီ season 5ကဒီ downline အသက်စင်းပြုတ်လို့မှာပါ season 5 UAV ကိုအရှိရကျွန်တော် sharing လုပ်ပေးခဲ့တဲ့ C3 UAV နဲ့ကျွန်တော်နှိုင်းရှင်ကြည့်လိုက်အောင်ဒီ UAV နှစ်စင်းပြန်သတ်မှုအပိုင်းမှာဆိုရင် season 5က video ပဲအမျိုးအစား C3 UAV ကတော့ဒီပြေးလန်းလိုအပ်ပါတယ်အဓိကကြားတဲ့ပေးလို့ပိုင်းမှာဆိုရင် season 5က30 kg အထိပဲတည်ဆောင်နိုင်တယ်ဒါပေမဲ့ C3 UAV ကပေးလို့ကို100 kg အထိကိုတည်ဆောင်နိုင်ပါတယ်စပီအားဖြင့်ဆိုရင် season 5က 120 km/h C3 UAV က230 km/h စပီအဖြစ်ဆိုရင်2ဆလောက်กว่าပါတယ်ပြန်တမ်းမှုအဖြစ်ဆိုရင် CZ55 ကအများဆုံး9နာရီထိကိုပြန်တမ်းနိုင်တယ် C3 UAV က12နာရီထိကိုပြန်တမ်းနိုင်ပါတယ်ပါဝါဆို့ဘိုင်းမှာဆိုရင် CZ55 မှာဒီဓာတ်ဆီကိုတုံးလို့ရတဲ့အင်ဂျင်ပြီးတော့ဒီဘက်ထရီကိုလည်းတုံးလို့ရတယ်ဒါပေမဲ့ C3 UAV မှာတော့ဓာတ်ဆီကိုအသုံးပြုတဲ့အင်ဂျင်ပဲပါဝင်ပါတယ်ဒီ CZ55 UAV နဲ့ CZ ကိုကျွန်တော်အကြံပြန်နှိုင်းချင်တဲ့အပိုင်းမှာဆိုရင် စီဇန်5 5 UAB ကစီရင်တွေးတဲ့ performance ပိုင်းမှာနှစ်ဆလောက်ယုံနေတာသိတာပါပဲ။ဆက်ပြီးတော့ကျွန်တော်တို့2025 March လ24ရက်နေ့25ရက်နေ့မှာဒူရကစစ်ကြောင်းရဲ့ drone အုံချောက်ဖြစ်စဉ်ကိုလေ့လာကြည့်လိုက်အောင်။ရေးထဝယ်အမှတ်ရှိပြည်တော်စုလမ်းမကြီးပေါ်မှာကင်းယူနေတဲ့ဒီစစ်ကောင်စီရဲ့ဒီတပ်ဖွဲ့ဝင်တွေကိုဒူရကစစ်ကြောင်းကဂျားဖြတ်တိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။ဒီဖြစ်စဉ်မှာဆိုရင်စစ်ကောင်စီစစ်သားတွေဒီလှုပ်ရှားမှုတွေကို drone ကနေ live အနေနဲ့အမြဲတမ်းကြည့်နေတယ်။စစ်ကောင်စီစစ်သားတွေလှုပ်ရှားမှုတွေအောင်သိနေတာပါ။ဒါဆိုရင်ဒီ drone မောင်းနေတဲ့ပိုင်းလောက် စစ်ကြောင်းမှုကိုအချိန်တိုင်းတည်င်းပို့နေလားဆိုတော့ကျွန်တော်လေ့လာကြည့်အောင်ဟုတ်ပါလေဒရုန်းပိုင်းလို့ကစစ်ကြောင်းမှုကိုဒီမြေပြင်အခြေအနေလေး update တိုင်းကိုတည်င်းပေးပို့နေရပါသူတို့သုံးတဲ့ဒရုန်းကပမ်းမန်အခြေသားသုံး DJI ဒရုန်းမျိုးစားပဲဖြစ်တယ်ဆိုပေမဲ့လေဒရုန်းကိုသုံးပြီးတော့ဒီမြေပြင်စစ်ဆင်ရေးကိုဟန်ချက်ညီညီလုံဆောင်နိုင်တော့သတိထားမိပါတယ် ရှီယာလူမမယောဝါယောဝါယောဝါဘာသာခင်မေယောခွေးရှီယာဒီတာခွေးနာသေးယော တော်လက်တွေ့ကြတဲ့ educated ဖြစ်တဲ့စစ်ကြောင်းလို့ပဲခေါ်ရမှာပါဒီဗီဒီယိုကြည့်ရင်းနဲ့ကျွန်တော်တခုတတိထားမိတာဒူလကစစ်ကြောင်းတဖို့ဝင်နေရတယောက်နဲ့တယောက်ဆက်တွေ့နေတဲ့နေရာမှာဒီအော်ပြောနေရရှိနေတဲ့အတွက်တကယ်လို့ရန်သူနဲ့အရင်နင်းနေတဲ့အခါမျိုးမှာရန်သူဘက်ကကြားဝါမယ်ဆိုရင်တရင်လုံကြုံမှုကျိုးပေါက်သွားနိုင်ပါတယ်ဒီတော့အသက်တင်တဲ့ရင်းနဲ့ကစားပွဲမှာတိုက်ပွဲကိုအော်အော်မြင်မြင်ဖော်ဆောင်နိုင်တဲ့ဒီဒူလကစစ်ကြောင်း icon တွေလှူဒန်းပေးကြဖို့လည်းကျွန်တော်နှိုးဆော်လိုက်ပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ကျွန်တော် share လုပ်ပေးချင်တာတော်လိုင်းဒရုန်းတပ်ဖွဲ့တွေထဲမှာ အကုန်းဆုံးနေတဲ့အခုဖြစ်တဲ့ဒီ Federal Ring ကသူတို့ရဲ့ဒီ drone နီးပညာနဲ့ပတ်သက်ရင်တခြားတော်လိုင်းတစ်ဖွဲ့တွေကိုနီးပညာပိုင်းဆိုင်ရာပူညီပေးနိုင်တယ်ဆိုပြီးတော့သူတို့ဘက်ကသတင်းထုတ်ပြန်ထားတာကိုကျွန်တော် sharing လုပ်ပေးလိုက်ပါတယ်။အခုဒီမြန်မာပြည်တွင်းစစ်တဲက drone နဲ့ဂျမများဆိုတဲ့ video လေးရတော့ပြီးပါပြီ။ဆက်ပြီးတော့ကျွန်တော် sharing လုပ်ပေးသွားမှာကျွန်တော်ဒီ video အတွက်ကိုကျွန်တော် resource တွေ share နေတဲ့ထပ်ပြီးတိလာရတဲ့အကြောင်းအရာလေးပါ။ဒီ video ပြန်ပေါင်းတဲ့အခါကျရင်ကျွန်တော်အခု sharing လုပ်ပေးသွားမှာအကြောင်းအရာတွေကိုသူ့နေရာနဲ့သူတင့်တော်သလိုကျွန်တော်ပေါင်းထည့်ပေးသွားပါမယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ကသူတို့အထိုင်ချရနေရမှာဒီ drone အနေရောကာကွယ်ပြီးတယ်ဂျာမာတွေကိုပို့ပြီးတော့တပ်ဆင်လာတာကြောင့်ဒီနောက်ပိုင်းတော်လိုင်းတပ်ဖွဲ့ဝင်တွေရဲ့ဒီ drone နဲ့တိုက်ခိုက်ရတဲ့ပုံစံတွေကိုလည်းပြောင်းလဲလာရတယ်ဆိုပြီးတော့တော်လိုင်းတပ်တွေကထုတ်ပြန်လာတာရှိပါတယ်။ KNB နဲ့ Rainbow တိုက်ပွဲမှာဆိုရင်စစ်ကောင်စီတပ်ကသူတို့ရဲ့ဂျာမာတွေကိုပို့ပြီးတော့အဆင့်မြင့်တင်လိုက်လို့ဒီတော်လိုင်းဘက်က drone တွေကပြတ်ကျတဲ့ဖြစ်စဉ်တွေလည်းဖြစ်ခဲ့တယ်။ပြီးတော့2024အော်တိုဘာလတုန်းကချင်းပြည်နယ်ထန်တလန်တိုက်ပွဲမှာဆိုရင်စစ်ကောင်စီစီကနေဒီဖျားအကောင်းနဲ့တရုတ်ထုတ်ဂျာမာတွေကို တော်လိုင်းတက်တရားတင်စီရမိခဲ့ပါတယ်အတိချံမာတွေက radio frequency ဒီဒတာကိုသုံးပြီးတော့ဒီ drone ရဲ့ frequency ကိုလှမ်းပြီးတော့ဖမ်းယူလိုက်ပြီးတော့ power ကောင်းကောင်းနဲ့ drone တွေကိုဖျက်ချနိုင်တယ်လို့ drone နီးပညာကိုလေ့လာနေတဲ့ချင်းမျိုးသားတဦးကတော့ shine လုပ်ပေးထားပါတယ်2025မတ်လအတွင်းကရှမ်းပြည်နယ်ကတိုက်ပွဲအတွင်းမှာဒီစစ်ကောင်စီစစ်သားကင်သားတွေဒီဟန်ဟဲချံမာကိုကျွန်တော်တည်ထားမိလိုက်ပါတယ်ဒီဟန်ဟဲချံမာကျွန်တော်ဒီ aero မြားတွေပြီးတော့သူ့ရဲ့လက်ကင်တည်ရှိနေတဲ့နေရာနဲ့ ဒီဟဲဟဲဂျမ်မာရဲ့အနောက်ဘက်ဒင်းကကြီးဝါးတဲ့ပုံစံတွေရကြောင်လက်ရှာကြည့်တဲ့အခါကျတော့ဒီဟဲဟဲဂျမ်မာ SPS 100ဂျမ်မာအမျိုးအစားပါဒီဟဲဟဲဂျမ်မာ Radio Frequency ဂျမ်မင်းနဲ့ GPS ဂျမ်မင်းပိုင်းမှာဆိုရင်2 km ထိကိုထိရောက်မှုရှိတယ် Frequency ပိုင်းမှာဆိုရင်868 MHz 935 MHz 1.2 MHz ပြီးတော့2.4 GHz နဲ့တခြားမထုတ်ပြန်ထားတဲ့ဒီ frequency တွေပေါ်မှာထိရောက်မှုရှိပါတယ် Radio Frequency ဂျမ်မင်းနဲ့ GPS ဂျမ်မင်းမှာ2 km ထိကိုသုံးနိုင်တယ်ဆိုပေမဲ့ တကယ်ထိရောက်နိုင်တဲ့ effective range ကတော့1.5 km ပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုနဲ့ပတ်သက်ပြီးကွန်မန့်မှာဝင်အောင်ဆွေးနွေးသွားလို့ရသလိုတခြားသိရှင်တဲ့အကြောင်းအရာတွေကိုလည်းကွန်မန့်မှာရေးသွားလို့ရပါတယ်ဒီဗီဒီယိုလေးကနေတခုခုရရတယ်ဆိုရင် like and share လုပ်ပေးခြင်းအပြင်တခြားသူတွေကိုလည်းမျှဝေပေးပါဦးကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြရအောင်အားလုံးပဲမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ